အားလုံးပဲမင်္ဂလာပါ The Red Official ကနေပြီးတော့စတင်ပြီးတော့ကြိုဆိုလိုက်ပါရစေ။နေုံကပရီးမီးယားလိရဲ့ပွဲစဉ်တွေကိုတော့ဒါပြန်ဝင်ချပြပြီးတော့ဒါကြေညာလိုက်ပြီးပဲဖြစ်ပါရစေ။အဲကျွန်တော်တို့ရဲ့လီဗာပူးတင်ကတော့ပွဲစဉ်အစား30လောက်မှာတော့နည်းနည်းလေးပွဲချက်တွေတော့ဆိုအောင်ပါဘို့လေ။ဟောဘာလို့လဲဆိုတော့ကျွန်တော်တို့တင်ကပထမဆုံးဒီပွဲစဉ်30မတိုင်ခင်မှာပဲအသင်းကြီးတွေဖြစ်ကြတဲ့ဒါ Manchester City တို့ United တို့ Chelsea တို့ Newcastle တို့အဲလိုအသင်းတွေနဲ့ဒါကစားရမှာပေါ့လေ။အဲဒီတော့နည်းလေးတော့ပွဲချက်တွေကိုဆိုရမယ်။ အဲဒါယာတိဖွင့်ပွဲမှာတော့ဘုံမောက်အတင်းကိုအင်ခွင်းမှာအိတ်ခံကစားမှာဖြစ်တဲ့အတွက်ယာတိဖွင့်ပွဲကတော့နည်းနည်းလေးအချိန်ကြီးကောင်းနေလို့ပြောမှာပေါ့လေဒီပွဲစဉ်တစ်ဆင့်မတိုင်မှာတော့ပွဲကအတင်းကတော့ပွဲလီနည်းနည်းတော့ကျက်နေတယ်အဲဒါကိုတော့နီပြကြီးအာနက်စလောအနေနဲ့ဘယ်လိုမျိုးသွားရမလဲဆိုတော့ပဲကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေတိုင်းနိုင်ဆုံးတော့ဒီလိုပွဲစဉ်တွေမှာကျွန်တော်တို့အတင်းနေနဲ့ရမတ်တီရာတင်တဲ့ပွဲတွေမှာအပြည့်အဝယူပြီးတော့အဲတချို့ပွဲစဉ်တွေမှာတော့အ ਨੇ ဆုံးရမတ်ပေးရတမတ်လောက်အထိတော့ရောက်ထားတဲ့နေလို့တော့ထင်တယ်ပေါ့လေဘာလို့လဲဆိုတော့ဒီရာတီမှာလက်ရှိ ယာဒီလက်ရှိချန်ပီယံဖြစ်နေတဲ့အတွက်လက်ရှိယာဒီမှာသူတို့ချန်ပီယံထပ်ပြီးတော့ဖြစ်ချင်နေဆိုရင်တော့ချန်ပီယံဘွဲကိုထပ်ပြီးတော့ကာကွယ်ချင်နေဆိုရင်တော့တကယ်နိုင်တဲ့ဘွဲတွေမှာအနိုင်ယူထားပြီးတော့အသင်းကြီးအချင်းချင်းထိတ်တဲတွဲဆောင်တဲ့ဘွဲတွေမှာဆိုရင်တော့တေးတမတ်လောက်တော့ယူထားဖို့တော့လိုအပ်မယ်လို့တော့ထင်တယ်။အဲဒါ ው တော့ကျွန်တော်တို့နီးပြရင်အာနက်စလွန်အနေနဲ့ဘယ်လိုမျိုးအသင်းကိုဆွဲပြီးတော့တင်သွားမလဲဆိုတော့ပဲကျွန်တော်တို့အနေနဲ့ကတော့စောင့်ကြည့်ရမှာပေါ့လေ။ ကျွန်တော်အသင်းကြီးတွေကတော့ဒီအချိန်မှာဒီပြောင်းရှိမှာတော့လူတွေခေါ်လာပြီးတော့ရှိတယ်။အဲ့ဒီတော့ကျွန်တော်အသင်းကြီးတွေကနည်းနည်းလေးတော့လူစည်းမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့နည်းနည်းလေးတော့အားရပူကောင်းတယ်။အဲဒါ frame bound တို့တကယ်ကို foreign right တို့ဆိုရင်လည်းဒါစံချိန်တွေပြောင်းရွှေ့ခြင်းတွေခေါ်လာတာပေါ့လေ။အဲဒီနောက်ထပ်မကြိုက်မှာဆိုလည်းမီလိုကာကောထပ်ပြီးတော့ရောက်လာအောင်မယ်။အဲဒီနောက်ဆုံးရပြောင်းရွှေ့တဲ့တင်းတွေရတော့အဲဒီ Victor Osimhen ကိုဒါ Darwin Nunez နဲ့ချေစာကိုအလိုက်ပေးပြီးတော့ဒါခေါ်မယ်ဆိုပြီးတော့လည်းတင်းတွေထွက်နေတယ်ပေါ့လေ။ အပြင်းနဲ့အလက်ဇန္ဒာအီဆက်ကိုလည်းသူတို့ဘက်ကဒါသဘောကျနေတယ်ဆိုပြီးတော့တင်းနေစတိုက်စတိုက်ထွက်နေတယ်။ပြောင်းရှင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသင်းနေကတော့အားရဖို့တော့ကောင်းတယ်ပေါ့လေ။အဲဒါပေမဲ့ဟိုမနစ်ကလိုမျိုးဒါဆာလာတယောက်ကိုပဲအားကိုးပြီးတော့နေလို့တော့မရဘူး။အဲဒါဘာလို့လဲဆိုတော့မနစ်ကတက်ဆာလာကအသက်ထက်နေကြီးတာပြီ။အဲဆာလာမရှိရင်ကိုးတွင်းကိုးတွေမရှိဘူး။ကိုးပန်ဘူတီမှုတွေမရှိဘူးဆိုတော့ပုံစံနဲ့တော့ဒီအချိန်မှာဆက်ပြီးတော့တော့တော့မရတော့ဘူး။ဒီပြဿနာကိုဖြေရှင်းနေတယ်တော့အာနက်ဆိုတော့အနေနဲ့ကလည်းဒါဖလိုရိုက်ဒ်ဘာလို့ကိုလည်းစံချိန်နေပြောင်းဖြေရှင်းနေတဲ့ခေါ်ခဲ့လို့လည်းဖြစ်ပါတယ်။ အဲ့ဒါပြောင်းရွှေ့မှာဆိုရင်တော့ဒါလက္ခဏာ iset ကတော့ DRDB ဒီပြောင်းရွှေ့ဈေးကွက်မှာတော့မဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့ new ကတည်းကတင်ရတယ်ချန်ပီယံလိဝင်ဝင်ရထားတာဖြစ်ပြီးတော့လက္ခဏာ iset ရဲ့ပြောင်းရွှေ့ဈေးကိုလည်းသူတို့ကပေါင်တန်း150လောက်ဒီတောင်းထားတာဖြစ်တဲ့အတွက်ဒီပြောင်းရွှေ့ဘူးတော့မဖြစ်တော့ဘူးလို့ထင်တယ်။အကယ်ဖြစ်ခဲ့ရဆိုရင်တော့ဇန်နဝါရီပြောင်းရွှေ့လောက်မှာပဲဖြစ်မယ်လို့ထင်တယ်ပေါ့လေ။အဲပြီးလို့ရှိရင်ကျွန်တော်တို့တင်ရဲ့ဒါနောက်ကကတော့ဖြစ်တဲ့ဒါ semi cup ကိုလည်းဒါ Manchester City တင်ကစိတ်ဝင်စားနေရဆိုပြီးတော့လည်းသူတို့ဖော်ပြထားတယ်။ အဲဒါပေမဲ့ဒါစမီကကဒီလီဗာပူးအသင်းမှာသူနေရတာပျော်ရွှင်နေပါတယ်ဆိုပြီးတော့အဲဒါသူတို့ထွက်နေတဲ့တရင်တွေကိုညင်းထားတယ်ပေါ့လေအဲပြီးလို့ရှိရင်နောက်နောက်ထပ်ပေါ့လေဒီဘယ်နောက်ခံတစ်ကစားမှတူဖြစ်တဲ့ဒါအန်ဒရီရိုဘိုဆန်ကိုလည်းဒါအက်တလတီကိုမက်ဒရစ်အသင်းကစောင့်ကြည့်နေပြီးတော့အဲဒါမဲ့ပတ်မှာပဲဒီပြောင်းရွှေ့နေပတ်သက်ပြီးတော့သူတို့စတင်ပြီးတော့ဒါဆွေးနွေးမယ်ဆိုပြီးတော့သိရတယ်ပေါ့လေအဒီကစားသမားကစာချုပ်တက်တန်တစ်နှစ်ပဲကြံခဲ့တာဖြစ်ပြီးတော့ဒီလိုကကရောက်ရှိလာပြီဖြစ်တဲ့အတွက်အဲဒီပွဲထွက်ခွင့်တနေရာအတွက်ကိုသူသူဘက်ကဒီတိုက်ပွဲဝင်ကျင်နေဆိုရေးဆိုထားတဲ့ ဒါပေမဲ့အဲသူ့အနေနဲ့ကဒီကေရီအက်တလတီကိုမက်ဒရစ်က3နှစ်စာချုပ်လောက်အနည်းဆုံးခေါ်ခဲ့မယ်ဆိုရင်တော့သူ့ဘက်ကနေပြောင်းရွှေ့သွားဖို့ရှိတယ်ဗောလေဒါတော့လီဗာပူးတင်းနဲ့ပတ်သက်တဲ့ပွဲစဉ်ကြားအခြေအနေနဲ့နောက်ဆုံးရပြောင်းရွှေ့သတင်းတွေပဲဖြစ်ပါတယ်နောက်ထပ်လီဗာပူးတင်းနဲ့ပတ်သက်တဲ့သတင်းများအားလုံးကိုသိရှိနိုင်ဖို့အတွက် Friday Follow လို့လောက်တော့လေးပါဦးခင်ဗျာကျေးဇူးများကြီးတင်ပါတယ်